ဝိင္ကလိုရေနှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့အစုံစုံအချိန်လိုက်ပင်ဖျားကိုစိတ်ချပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်မဝိင္ကသွားချင်တာပဲဖြစ်ပါလေဘုန်းတော်အယူဆုံးမင်းကိုတခုနဲ့အစားပြုချင်ပါလေဒီနေ့ဒီမှာရောက်ရှိနေကြတဲ့နော်ညီကောင်မမတွေရဲ့တင်းနေချင်တို့ရဲ့ဘဝမှာဘုန်းတော်ကိုမလုတ်ချင်တဲ့အရာတွေလုတ်နေရလို့နော်ကိုမျိုးလင်းတဲ့အရာတွေနော်မျိုးလင်းချတဲ့အရာတွေဖြစ်မလာလို့ နော်ကိုမတွေ့မကြုံချင်တဲ့အရာတွေနဲ့ကြုံတွေ့နေရလို့နော်ကိုမရှိချင်တဲ့နေရာမှာရှိနေရလို့နော်စိတ်တက်ကြပြီးတော့မှမျောလင်းချက်မဲ့စွာဒီနေ့ဘဝကိုအရှုံးပေးပြီးတော့မှအသက်ရှင်နေပြီတလားပေါ့နော်ဒီနေ့တတိပေးပြစီတနေ့ကျွန်တော်ကိုကိုနေတဲ့ဖရာသခင်ဟာသူ့ရဲ့သားသမီးတွေကိုနော်တနေ့ကျွန်ုပ်တွေကိုဒီနေ့ကျွန်ုပ်ကိုပေါ့နော် အရှုံးဘဝနဲ့အဆုံးတက်ဖို့လုံးဝအကျဉ်းစီမရှိဘူးပဲဖြစ်ပါတယ်။ဟာလေလုယာ။ဒီကျမတို့တိချာတိရှိနားလေထားရမယ့်အရာကတော့ကျမတို့တူတယောက်ချင်းစင်တိုင်းပေါ်မှာဘုရားသခင်ကကြီးမားသောအကျဉ်းစီရှိတယ်။ကြီးမားသောအကျဉ်းစီထားရှိပြီးသားဆိုရအောင်နားလည်ရဖို့ဝိညာဉ်ဘုရားမှာစပါစေ။ဟာလေလုယာ။ကျင့်ချက်တစ်ချက်ဖတ်ခြင်းနဲ့ဒေဒနာဂျန်အခန်းကြီး၃အပိုက်ငယ်၁၁ โอเคဒီဒနာကြံခန်းကြီး၃အပတ်ငယ်၁၇တွေ့ရင်ကျွန်တော်တို့ဒီကွာဖတ်ရအောင်ခက်သိန်းတို့ຢာတို့ကိုမိမိတို့အချိန်တန်မှလျောက်ဖက်စွာဖန်ဆင်းတော်မူပြီတဲ့လူစိတ်နှလုံးကိုလေအန်ဒရီကာလနာအော် sorry အနန္တကာလ၌ဆွေးလန်းစီတော်မူပြီတို့ຢာတွင်တဲ့ဘုရားသခင်စင်ရင်တော်မူသော အမှုကို အစမအဆုံးတိုင်အောင်တဲ့လူသည်စစ်၍မကုန်နိုင်တဲ့ဒီနေ့ဒီ um Burmese version မှာကျွန်တော်တို့ကြည့်တဲ့အခါမှာတော့ဘောနော် he has made everything beautiful in its time he has also set eternity in the human's heart yet no one can fathom what god has done from beginning to end ဒီမှာဘာပြောထားလေးစဉ်ပေါ့နော်ကုရောကားတဲ့ခတ်သိန်းတော့အရာတို့ကိုတဲ့သူ့အချိန်နဲ့တူနော် လာပအောင်သူကပြင်ဆင်နေတဲ့နော်ဆက်လက်ပြီးတော့လူတွေရဲ့နှလုံးသားထဲမှာအကြီးမားဆုံးတော့သူရဲ့ agency တို့ကနော်ထိတ်တွင်းတော်မူလေလို့ပြောရတာဖြစ်ပါတယ်ဒီမှာ English မှာနော်ပြောရတဲ့ရကပါလဲ internity လို့ခေါ်တယ်အဲ့ဒီ internity ရဲ့ definition ကိုကျွန်တော်တို့ဟိုအတွင်းထဲလို့ကျွန်တော်တို့နိုင်ပြီးတော့မှကျွန်တော်တို့နော်လိတ်လာကြည့်တဲ့အခါမှာသူရဲ့ definition ကဘာလဲဆိုရင်နော် divine purpose လို့နော်ကျွန်တော်တို့အနက်တပေဖွင့်ရတာဖြစ်ပါတယ် divine purpose လို့ပြောတဲ့ခါမှာကြီးမားသောနော်ရည်ရွယ်ချက်ကြီးမားသောဘုရားတစ်ခါရဲ့ agency တော်ကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတငင်ချင်းအော် sorry ညီကမနမများဒီတင်းတင်းချင်းတို့ရဲ့အတ္တတထဲမှာနော်ဘုရားသခင်ကကြီးမားသော divine purpose ရှိတယ်။နော်ကြီးမားသော agency တော်ထားရှိထားတယ်ဆိုတော့ကျွန်တော်တို့သိရှင်းထားလေးပုံရံအတွက်ဖြစ်တယ်။ ဆယ်ဘီနောင်းတဲ့ချက်ဖတ်ချင်သေးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျမတို့အပေါ်မှာဘုရားသခင်အားဖြင့်ထားရှိထားတဲ့နော် divine purpose ကဘယ်လိုမျိုးလေးဆိုတော့ကျမတို့ကြည့်ရအောင် um ဟေရှန်ယခင်ကြီး95ပိုင်းကရှင်မကိုကျမဖတ်ပါမိသောရဖျားမိတ်တော်မူသည်ကငါဤအကျဉ်စီသည်တင်းတို့ဤအကျဉ်စီနှင့်မတူငါဤအကျဉ်သည်လည်းတင်းတို့ငါဤအကျဉ်သည်လည်းတင်းတို့ဤအကျဉ်နှင့်မတူမိုးကောင်းခင်သည်မြေကြီး ထက်သာ၍မြစ်တကယ်သို့ငါ၏အချင်းသည်တင်တို့၏အချင်းထက်၎င်းငါ၏အချင်းစီသည်တင်တို့၏အချင်းစီထက်၎င်းသာ၍မြစ်၏ရာဟာလေလုယာဘလိုမျိုးအချင်းစီတော်လဲတော်လူတွေချင်းစီတဲ့အချင်းစီနဲ့မတူတော့ချင်းစီဖြစ်ပါလေနော်ဒီလူတွေချင်းစီတဲ့အချင်းစီထက်သာ၍မြစ်မာတဲ့ကြီးမာတဲ့နော်ဖရာတကယ် divine purpose ဖြစ်တယ်နော်ကြီးမာသော အကျဉ်းစီဖြစ်ပါလေပေါ့ဆိုတော့ဒီနေ့ကျွန်တော်ဟာတမန်လူနော်ရိုးရိုးလူမဟုတ်ဘူးဒီနေ့ဖယားတကြီးအကျဉ်းစီတော့ဒီမှာနော်တည်ရှိနေတော့သူတွေဖြစ်ပါလေဟာလေလုယာဟာလေလုယာဒါကြောင့်မိတ်ဆွေဒီနေ့ကျမတို့ပေါ့နော်ကဘောနော်ဖယားတခင်ရဲ့အကျဉ်းစီတော်မှာအကျဉ်းစီတော်ထဲမှာတည်ရှိနေတော့သူဖြစ်ပါလေဆိုတော့ဒီနေ့ ဘုရားသခင်ကသူနဲ့ကျွန်ုပ်ပေါ်မှာကြီးမားသောအကျဉ်းစီရှိတယ်ဘုနော်ဆိုတော့အဲ့ဒီဘုရားတကီထားရှိထားတဲ့နော်ဒီနေ့ကြီးမားသောအကျဉ်းစီတော့ဟာဘသူအဖြစ်ဘုနော်စုံလင်စီဖို့ရန်အတွက်ဖြစ်တယ်လေဆိုရင်သူနဲ့ကျွန်တော်အဖြစ်စုံလင်စီဖို့ရန်အတွက်ပဲဖြစ်ပါလေဟာလေလုယာဟာလေလုယာဒါကြောင့်မိတ်ဆွေနော်ဒီနေ့ ဖယားသခင်ရဲ့နော်ကြီးမားသောအကျံစီတော်ကိုနော်ကျမတို့ပုံမှာသားရှိကြတဲ့ဖယားသခင်ကြီးမားသောအကျံစီတော်ကိုစုံလင်စေဖို့ရန်အတွက်နော်ဒီနေ့ကျမတို့ဘဝမှာဒီနေ့ဖယားကနော်တချင်းချင်းမှာအတွေ့ခံတဲ့အချင်းရောက်ကိုရောက်လာမှာဖြစ်ပါတယ်ရှိကိုရှိလာမှာဖြစ်ပါတယ်ယုံပါဒီနေ့နော်အဲအတွေ့မခံရတဲ့အချိန်မှာတော့ကျမတို့ကနည်းနည်းအားစိုက်ပြီးတော့မှပေါ့နော်တီးခံပြီးတော့မှကျမတို့ကတော့ ရှိစေရှောက်လိုက်ရဖို့ပဲဖြစ်ပါတယ်။နော်အကြောင်းကျမတို့နော်ဖြစ်ချင်တဲ့အရာဖြစ်မလာတဲ့အခါမျောလင်းတဲ့အတန်းဖြစ်မလာတဲ့ခါမှာနော်ကျမတို့မလုပ်ချင်တဲ့အရာတွေလုပ်နေရတဲ့ခါမှာနော်မရှိချင်တဲ့နေရာမှာနေပေးမှာရှိနေရတဲ့ခါမှာအဲ့ဒီရပုံမှာကြီးပြီးတော့မှနော်အခြေအနေအဆိုးဆုံးအခြေအနေတို့ကျမတို့ရောက်ရှိနေတဲ့အချိန်မှာအဲ့ဒီအခြေအနေတွေပုံမှာကြီးပြီးတော့မှပေါ့နော်ကျမတို့ကစစ်တကြပြီးမျောလင်းချက်မဲ့ပြီးတော့ဘဝကိုအရှုံးပေးဖို့ရင်ကျွန်တော်မဟုတ်ဘူးဖြစ်ပါတယ် ဘုရားသခင်ငါပေါ်မှာကြီးမားသောအကျဉ်းစီတော်ထားရှိတာတွေအဲ့ဒီအရာအတွက်ငါဆက်လက်ပြီးတော့ဆက်လျှောက်ရှိကို ရှိတို့ဆက်လျှောက်ရအောင်မေးဆိုရအောင်ကျွန်မတို့ပေါ့နော်တိမတ်ဆွေလန်ထားပြီးတော့မှရှိဆက်သွားရအောင်လို့ကျွန်မတိုက်တွန်းချင်တယ်ခွန်အားပေးချင်တာပဲဖြစ်ပါလေဆိုတော့ဒီနေ့ပေါ့နော်အဲအဲ့ဒီဘုရားသခင်ကပေါ့နော်ဒီနေ့ကျွန်မတို့ပေါ်မှာကြီးမားသောအကျဉ်းစီထားတာတယ် ဆိုတော့အဲ့ဒီအရာကပေါ့နော်ကျမတို့အတွက်နော်အကျိုးနင်းစေဖို့မဟုတ်ဘူးဖြစ်ပါတယ်နောက်ကဘယ်ပြန်တစ်ချက်ဖတ်ရအောင်အဲ့ဒီကြီးကျမတို့ပုံမှာထားတဲ့ကြီးမားတဲ့အကြံစီကနော် ကျမတို့အတွက်အကျိုးနင်းစေဖို့ရန်အတွက်မဟုတ်ဘူးအမ်ယေရမိ oh sorry ယေရမိအနံဂတိကျမ်းအခန်းကြီး29အပိုင်း17ကိုဖတ်ချင်တယ် တပံမိတ်တော်မူသည်ကားတဲ့ငါသည်တင်တို့ကိုအကျိုးနှီးစဉ်ခြင်းကဂျန်စီသောအကြံမဟုတ်ပဲတင်တို့သည်မျိုးလင့်သောအကျိုးကိုရမည်အကြောင်းညင်ဝှစေခြင်းကသာတင်တို့အဖို့ဂျန်စီသောအကြံတို့ကိုငါတည်၏တဲ့ဟာလေလုယာခရီးဘုရားတခင်ကျွန်တော်တို့ဂျန်စီထားတဲ့အရာကကျွန်တော်တို့အတွက်အကျိုးနှီးစေဖို့အတွက် never ever လုံးဝလုံးဝမဟုတ်ဘူးဖြစ်ပါတယ်အကျိုးများစေဖို့သာဖြစ်ပါတယ် hallelujah hallelujah ဆိုတော့ဒီနေ့ ကျွန်မတို့ဒါကြောင့်ပေါ့နော်ကျွန်မတို့အသက်တာထေးမှာနော်ကျွန်မတို့လက်ရှိအချိန်နေနော်အချိန်နေဆိုးရွားထေးမှာတင်ရှင်းတန်းရောက်ရှိနေရလားရောက်ရှိနေရလားနော်အဲ့ဒီအချိန်နေပုံမှာကြည်ပြီးတော့လုံးဝစိတ်တက်မကြပါနဲ့လုံးဝစိတ်မလျှော့ပါနဲ့နော်ဒီနေ့အခုဘုရားသခင်ကပုံမှာကြီးမားတော့အကျဉ်းစီရှိတယ်ဘုရားသခင်ကကျွန်မအထင်းမှာကြီးမားတဲ့အမှုတစ်ခုခုပြုဖို့ရှိသေးတယ်ဆိုတဲ့စိတ်နဲ့ရှိဆက်ဖို့ရင်တော့တိုက်သွင်းချင်တာဖြစ်သေးဒီမှာနော်အဲ့လိုပြောတဲ့ခါမှာထွံ့မြောက်ရခြင်းအခန်းကြီး၃ဒီနေ့ မှမြင်တွေ့ရတဲ့မိုးရှိရဲ့အကြောင်းကိုကျွန်မအနေငယ်အမ်ကြည့်ပြီးတော့မှကျွန်မတို့ခွန်အားဆက်လက်ပြီးတော့မှယူတော်ဖို့ရင်တော့ဖြစ်သေး။အလုံးအကြောင်းတိတဲ့အတွက်ကြောင့်မဖတ်တော့ဘူးဖတ်နေရင်ကျွန်မတို့ကတော့အရင်ကြာတော့မှဖြစ်ပါလေပေါ့။ဆိုတော့ဒီနေ့မိုးရှိဆိုတဲ့သူကဘောနော်ငေးစင်ကလေးကပင်သူကနော်ဒီနေ့အာဖာရိုရဲ့နန်းတွင်းနော်ဖာရိုရဲ့နန်းတွင်းထဲမှာပညာတွေကောင်းကောင်းသင်ရတဲ့အခွင့်ကိုသူက ရရှိခဲ့သူတယောက်ဖြစ်ပါတယ်ဆက်ပြီးဉာဏ်ပညာအဲတင်ရပြီးတော့မှဉာဏ်ပညာတွေနဲ့ကြွေဝပြည့်စုံတဲ့သူတယောက်တယောက်ဖြစ်ပါတယ်ဘုန်းတော်ဆိုတော့တနေ့ချာတော့ तू အသက်40เนาะအသက်40မှာ ရောက်လာတဲ့ခါမှာเนาะ तू อ่ะเนาะဟာကျွန်တော်ကတော့เนาะအဲဘကြီးရဲ့နန်းတွေတွေကလည်းဂျင်းပြင်းလာတဲ့သူဖြစ်ပြီးတော့ငါတင်ရမယ့်ဉာဏ်ပညာတွေငါမှဆုံးလွနေပြီနော်ငါရဲ့အနာဂတ်ကနော်အရင်ပဲအင်မတန်မှလာပါတဲ့အနာဂတ်ပဲနော်ကျွန်တော် ရဲ့ဘဝကတော့နော်ကျွန်တော်ရဲ့အနာဂတ်မှာကျွန်တော်ရဲ့ဘဝကတော့တကယ်ပဲအောင်မြင်မှုတွေနဲ့နော်အောင်မြင်တဲ့ဘဝကိုကျွန်မကျွန်တော်ကတော့ပိုင်ဆိုင်ရတော့မှာပဲဆိုပြီးသူကအဲ့လိုမျိုးထင်နေတဲ့အချိန်မှာအဲ့လိုမျိုးတီးပြီးသူရဲ့ဘဝကိုစတင်ပြီးတော့သူကပါလေခြေလန်းစလန်းတော့မေးဆိုတဲ့အချိန်မှာပဲဒီနေ့အိတ်ကဒုလူတွေဦးကိုသူကတမိသွားတယ်ဘောနော်ဆိုတော့အဲ့ဒီလူကိုတမိချင်အောင်ပြီးသူကပါလေအဲ့ဒီအိတ်ကဒုပီကနေထွက်ပြေးပြီးတော့မှာ နော်တိတ်ဆောင်ရတဲ့ဘဝကိုသူရောက်ရှိသွားတယ်။တိတ်ဆောင်တိတ်ဆောင်တိတ်ဆောင်ရနေပေါ့နော်။ဒီနေ့ကြာလာတော့ဗာလေအိမ်ထောင်ကြသွားတယ်နော်။ဆိုတော့သူအိမ်ထောင်ကြရင်လည်းနောက်ဘာဖြစ်သွားသေးလဲဆိုရင်ပေါ့နော်။သူရောက်ခမနော်။သူရောက်ခမရဲ့တူတွေကိုကြောင်ရတဲ့ဘဝကိုရောက်ရှိသွားတာ။ဆိုတော့ဒီနေ့သူရောက်ခမတူကိုကြောင်တဲ့အခါမှာနစ်40လုံးလုံးသူကကြောင်ခေရတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအချိန်ဒီအဲ့ဒီအကြောင်းရလေးပုံမှာကျမတို့ကြီးကြီးတဲ့အခါမှာပေါ့နော်။ဒီနေ့ကျမတို့လည်းလိုပဲထင်ပါပဲ ဝေါဒီမိုးရေကပေါ့နော်အဘနန်တွင်တေကနေဂျင်းမီလာတဲ့သူဉာဏ်ပညာတွေနဲ့နော်စုံစုံလင်းလင်းတင်ကြားရတဲ့သူသူကတကယ်ပဲအောင်မီတဲ့ဘဝနဲ့နော်ထိုက်တန်ပဲအောင်မီတဲ့ဘဝနဲ့သူကပိုင်ဆိုင်ရမှာပဲဗောနော်ရှစ်စစ်ရမှာပဲလို့ကျမတို့ထင်မိထင်နေဒါပေမဲ့လေပါလေသူမမြုံလင့်ထားတဲ့နော်သူ့ကိုသူရောမမြုံလင့်ထားတဲ့အရာနော်လုံးဝကိုနော်မထင်ထားတဲ့အရာသူနားဘယ်လိုမလဲလုံးဝကိုသူစဉ်းလဲမစဉ်းစားမိတဲ့အရာ နော်အချိန်တခုတည်းမှာသူရောက်သွားတယ်အဲ့ဒီအချိန်ကပါလေဟူးအောက်ချေဘဝနော်အဆိုးဆုံးအချိန်မှာသူရောက်ရှိသွားတာဖြစ်ပါလေနော်ဒီနေ့ဘယင်းနန်းနန်းသွင်းနန်းတော်တွေကနေပါလေနန်းသွင်းတွေကနေတိုးကြောင်ရတဲ့ဘဝနော်အချိန်လေးအောက်ချေအချိန်ကအောက်ဆုံးထိသူအောက်ဆုံးအချိန်တခုမှာသူရောက်ရှိသွားတယ်အဲ့ချိန်မှာသူကပါလေဟာငါဘဝကြီးကဘောနော်ဒီလုံနေပဲနော်ငါကနော်အဆုံး တရားတော့မလားဆိုပြီးသူကအဲ့လိုမျိုးထန်နေတဲ့အချိန်ဖြစ်ပါလေဘာလို့ဒီမှာတခုပြောပြစီဒီနေ့ကျွန်တော်ရဲ့ဘဝမှာအဆိုးဆုံးတော့အခြေအနေတွေရောက်ရှိတဲ့အခါမှာဘုရားသခင်ရဲ့အဂျင်စီတော့နော်ဘုရားသခင်ကျွန်တော်ကျမတို့အပေါ်မှာထားရှိထားတဲ့အဂျင်စီတော့ဆိုးလင်း ထုတ်ရန်အတွက်အချိန်ကာလကနှီးကပ်နေပြီဆိုရအောင်ကျွန်တော်တို့သိရှိနားလည်ထားဖို့ရန်အတွက်ဖြစ်ပါတယ်။ဟာလေလုယာ။ဒီနေ့မိုးရှေကသူ့အနေနဲ့ပါလေ။ငါဘဝကဤတိုးချောင်းတဲ့ဘဝနဲ့အဆုံးတရားတို့မျိုးသူထင်နေတယ်။သူအဲ့လိုမျိုးထင်နေတဲ့အချိန်မှာပဲတောင်းတတောင်းသူတွားပြီးတွားနေပုံတော့တိုးချောင်းတိုင်းနဲ့တွားတယ်။အဲ့ဒီတောင်းပါလေ။ဟိုရဟိုရတောင်းဘုရားတခင်ရတောင်းလို့ပြောတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာရောက်လာတဲ့ကံမှာဘုရားနဲ့သူနဲ့ပါလေ။အတွေ့ခံရတဲ့နေရာမှာသူရောက်သွားတာ။ဟာလေလုယာ။ ီနေ့အဲ့မှာရောက်လာတဲ့ခါမှာကျမဖတ်ချင်တယ်ပေါ့နော်မဖတ်ရင်ကျမနင်းနေပေါ့တော့ဝင်ငါလို့မရဘူးပေါ့နော်ဆိုတော့ကျမအနည်းငယ်ဖတ်ပြစီသူမြောင်ကြံခင်းကြီး၃အပိုင်ငယ်တင်မလေးမိုးရှိသည်မိမိရောက်ကမမီဒရန်မီဒီယန်ယီပရိုဟိတ်ယေတယောဤတိုးစိတ်များကိုတဲ့ထင်းစင်တဲ့တူနောက်ဘက်သို့ဆောင်းသွား၍ဟိုးရအမိရှိတော်ဖျားခင်တောင်းတို့ရောက်လေဤတဲ့ 我看不要看，刚给他们地穷太个太多，没钱了，挺上瘾的。某些的只要看了，米老远愁没准备洗的个米了，阿弟叫愁没准备洗的呢。一出现了有把样的阿多月，起手米乎少一点，你来嘛？某些多月起手讲个，跳了片，米都冇零的。 မိုးရှိမိုးရှိဟုခြုံလေးကခေါ်တော်မူ၏တဲ့မိုးရှိကလည်းအကျွန်ုပ်ရှိပါ၏ဟုလျှောက်လေ၏တဲ့အာမင်ဒီနေ့အခန်းငယ်တက်မှာအခန်းကြီး၃အပိုက်ငယ်တက်မှာဘုရားသခင်နဲ့နော်ဘုရားသခင်ကကျွန်တော်တို့ဘဝမှာအတွေ့ခံတဲ့အချိန်သတ်မှတ်ထားတယ် appointed time နော် appointment appointed time ကကျွန်တော်တို့တကူတယောက်ချင်းစင်တိုင်းမှာဘုရားကနော်ထားပြီးသား မိုးရှိပုံမလဲဘုရားကထမ်းထားတာဖြစ်ပါတယ်။အဲကြောင့်အခု तू appointed time ကို तू ရောက်ရှိနေပြီဖြစ်ပါတယ်။အငေးသက်မှာအပိတ်ငင်းနစ်မှာဆက်လက်ချီချီတဲ့အခါမှာဘုရားသခင်နဲ့မိုးရှိကစုံကြပြီဖြစ်ပါတယ်။တွေ့ကြပြီဖြစ်ပါတယ်ဗျ။နင်ပါပြောလဲဘုရားသခင်ကောင်းကင်တမန်ကားတဲ့နော်။ခြုံတေးကထွက်တော်မီးလျံကဲတို့ထင်ရှားတယ်လို့ပြောပါပြပါတယ်။ဘုရားသခင်နဲ့ तू နဲ့စုံတွေ့ကြပြီအဲမှာအဲ့ချိန်မှာအငေးသုံးမှာဘာဖြစ်သွားလဲ။အာโอเคအငေးနှစ်မှာ तू က နော်ဘုရားသခင်နဲ့ဆုံးဖြတ်တဲ့ချိန်မှာဒီနေ့ပါလေဒီခြုံကနော်မီးလောင်ကျွမ်းနေတယ်သူ့ပဲမလေးခြုံကမလောင်ကျွမ်းသွားတဲ့ရာကို तू မြင်သွားတဲ့ခါမှာ तू နားမလေးတော့မနားမလေးဘူးဘာကြောင့်နော်ဘာကြောင့်မီးကလောင်နေပြီးတော့ဒီခြုံကမလောင်ကျွမ်းသွားသလဲဆိုပြီးတော့မှ तू ကအော်အော်တယ်အဲ့ချိန်မှာ तू ကဟာငါမသိဘူးနားမလေးဘူးကွာဟာငါမသွားတော့ဘူးဆိုမှ तू ကလက်မပြန်သွားဘူး तू ဘာလုပ်လဲအငင်သုံးမှာရှေ့ तू ပါလေကြည့်ပြီးတော့မှအဲ့ဒီသူစမ်းတဲ့ယူပါယုံကို तू ကသွားကြည့်တယ်ဆိုပြီးတော့မှနောက်ကဖတော့မှပြောတာဖြစ်ပါ ဒီနေ့မိတ်ဆွေကျွန်တော်တို့ဘဝတသက်သာထင်းမှာတခါတလေကျွန်တော်တို့နားမလီရပင်နေနားမလီတဲ့နေရာမှာရှိကောင်းရှိနေပါလိမ့်မယ်နော်ဒီနေ့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မလုတ်ချင်တဲ့အရာမတိနားမလီပင်နေနော်လုံနေရတဲ့အချင်းအခန့်တတွေရှိကောင်းရှိလိမ့်ရှိလာမှာပဲဖြစ်ပါလိမ့်နော်ကျွန်တော်တို့မတိနားမလီနေရာမှာကျွန်တော်တို့တွားနေရတဲ့အချင်းတွေရှိလာလိမ့်မှာဖြစ်ပါလိမ့်အဲ့ဒီအချိန်မှာတနည်းကျွန်တော်တိထားရမယ့်အရာက ဘုရားတခင်ကဝစကံပြောနေပြီဆိုရအောင်ကျွန်တော်တည်တာပွင့်အတွက်ပြပါတယ်ဟာလေလုယာဒီနေ့မိုးရှိက तू မတိပါဘူး तू ပေးနေအောင်တွားနေလေနော်ဒီစီကို तू တွားနေ तू မနာမလေပါဘူး तू မမလဲ तू ကပါလေရှိတိုးရှိဆက်သွားတယ်အဲ့ချိန်မှာအပိုင်ငယ်လေးမှာပါလေဘုရားက तू ကိုနော်ဘုရားရဲ့ကြီးမားတဲ့အကြံစီ तू ပို့ထားရရအောင် तू နာမလေဘူးဘာကြောင့် तू ဒီလိုဒီလိုသစင်ပစ်သစင်အိုးအောက်ချေဘဝကိုရောက်ရှိသွားလေသစင်ပစ်သစင်ဒီလိုဖြစ်လာတယ်ဒီလိုကြုံတွေ့နေရတာလေ သူမထင်ရတဲ့မထင်ထားတဲ့အရာတွေမကြုံချင်တဲ့အရာတွေမတွန်းချင်တဲ့နေရာတွေမှာသူဘာကြောင့်တွားနေရတာလဲအပိုက်ညစ်လေးမှာဘုရားကသူ့ကိုနားလေရတဲ့ခွင့်ကိုဘုရားပေးပြီးဖြစ်ပါတယ်ဟာလေလုယာဒီနေ့ချင်းဘဝကတခါတလေနားမလေတဲ့အချိန်ကာလတွေရှိကောင်းရှိနိုင်မယ်ဒါပေမဲ့နားမလေဘူးเนาะနားမလေဘဲနဲ့လှုပ်ရတဲ့အရာတွေရှိလိမ့်မယ်เนาะသူအဲရှိနေရတဲ့နေရာတွေမှာเนาะအချိန်တွေရှိလိမ့်မယ်ဒါပေမဲ့ဘုရားသခင်စကားပြောနေတယ်ဆိုတော့ကျမတို့တည်ထားမှဖြစ်ပါတယ် တိထားပြီးတော့မှဘုရားတခင်ကျွန်တော်နားမလည်ဘူးဆိုတော့သူ့ကျွန်တော်တို့ပြောလိုက်ပြီဆိုရင်ဘုရားကနားလေရခွင့်တော်ပဲအေးကံမပေးမှဖြစ်ပါလေဟာလေလုယာယနေ့တင်းနေကျွန်တော်ဘုရားတခင်ပုံမှာဘုရားတခင်သားသားလေးအကျဉ်းစီတွေကြီးမားတယ်ကျွန်တော်နားမလည်နိုင်ဘူးနော်နားမလည်နိုင်တဲ့အကျဉ်းစီတော်ကိုဘုရားကတချင်းချင်းမှာတင့်ကိုဖွင့်ပြမှာဖြစ်ပါလေကျွန်တော်ကိုဖွင့်ပြမှာဖြစ်ပါလေဟာလေလုယာဟာလေလုယာဒီမိုးရှိကဘာဖြစ်တော်လဲပိုက်နေသေးမှာကနေစဘုရားကသူ့ကိုဖွင့်ပြပြီနော်သူ ပူသူ့ပုံမှာသူအဖြစ်ဂျန်စီထားတဲ့နော်ဘာကြောင့်သူအရင်ကသစင်ပသစင်ဘယင်းနန်းတွင်တရားနေနော်သစင်ပသစင်ဘလို့ဘာဖြစ်လို့အောက်ချဘဝသူရောက်သွားတယ်လေဆိုရရကို तू အပိုက်ညင်လေးကနေစတင်ပြီးတော့ဘုရားကိုဖွင့်ပြပြီအဲ့ချိန်မှာအဆုံးမှာပါလေဘုရားသခင်ရဲ့အကြီးမားတဲ့အကျဉ်းစီတို့ဟာမိုးရှင်လိုက်တည်သွားပြီဖြစ်ပါလေမိုးရှင်အပြည့်ဆုံးလင်းစီဆုံးလင်းခြင်းခွင့်ကိုနော်အာရသွားတယ်တော့ဆုံးလင်းခြင်း ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့သိရှိရတာဖြစ်ပါတယ်အောက်မှာကျွန်တော်တို့စက်ဖတ်မိဆိုရင်ဆိုတော့အဲ့ဒီဘုရားသခင်သူ့ပေါ်ထားတဲ့အကျံစီကြီးမားသောအကျံစီကဘာလေးဆိုရင်အေဂရုပီကဘုရားသခင်ရဲ့လူတွေကိုနော်အေဂရုပီကနေခိုးထုတ်ဖို့ရန်တော့ဖြစ်လာတာဖြစ်ပါလေဟာလေလုယာဟာလေလုယာဒီနေ့ဒီအပေါ်မှာကြည့်တဲ့အခါမှာမိုးရှင်နားမလီခဲ့ဘူးနားမလီနဲ့သူကဗာလဲဆက်သွားတယ်ဆက်နေတယ်ဆက်လုံနေတယ်တရက်မှာ ဘုရားတခင်နဲ့နော်ဘုရားတခင်ကသူ့ကိုအတွေ့ခံပြီးတော့မှပါလေ the sympathy the sin ဘုရားတခင်ကြံစီထားတဲ့နော်အကြံစီတော်ကိုစုံလင်စေဖို့ရန်တဖြည်းဖြည်းနဲ့ဘုရားမျက်မှောက်တော်ကသူ့ကိုဆွေးခေါ်ပြီးတော့မှအကြံစီတော်ကိုစုံလင်စေလေးဆိုကျွန်တော်သိရှိရတာဖြစ်ပါလေဒါကြောင့်မိတ်ဆွေတငင်ချင်းတွေအညီကမနမမြာနော်ဒီဒီရောက်ကိုကျွန်တော်တို့ကြည့်ပြီးတော့မှတတ်တာဒီမှာကျွန်တော်တို့စင်ကြံဖို့ရန်အတွက်ဖြစ်ပါလေ 喏，他看到你妈，妈叫阿弟，老老你娘了嘞，妈叫阿弟你娘嘛，细你娘嘞，喏，妈叫阿哥，喏，那我们比细你娘还比你娘嘞。对男的来讲，男的来经的是，嗯，比你妹妹。他们这些妈婆咯，哎的哎呀，那个婆家的给阿江西罗的嘛，喏，给你定过喏，考上，就阿叫我们比姐了，比爸的。但你妈，你的男的来要婆家。 分别没，请叫了嘛？别怕哩，有人进来就嘛罗，弟弟阿妈别一摊鼻头嘛，把我个胸别么撇歪的，谁说不愿意就送别就拆掉。哈利路亚！谁别罗啊？弟兄们别要得看嘛，给我穿个偏短的，给我穿个坎肩，冬子哥、呃，冬子哥、冬子叔、冬子哥嘛，民族样的，喏，有得一张嘛，谁别嘛？嘛罗几多呀？嘛拍照不喏？反正没那片、没那片，阿姐跟那喏，毛宁爸妈鼻端里面，说了。 ယုတ်တဲ့လည်းဒီလိုပါပဲเนาะယုတ်တဲ့ရဲ့ညီကိုညီတော်ယုတ်တဲ့မှာညီကို12ယောက်ရှိတယ်เนาะအဲ့ဒီညီကို12ယောက်ထိတ်ကနေယုတ်တက်က17ယောက်မြောင်းဖြစ်ပါတယ်ဒီနေ့သူ့ရဲ့ဖားခင်အချစ်ဆုံးเนาะအချစ်ရဆုံးသူဖြစ်ပါတယ်ဘုရားတခင်အော် sorry သူ့ရဲ့ဖားခင်ကသူ့ကိုအယမ်းချက်တဲ့အခါမှာသူ့ရဲ့ညီကိုရာသူ့ကိုမနာလို့ကြောက်ဖို့ဖြစ်ပါတယ်အဲ့တနေ့မှာဘုရားကယုတ်တက်ကိုเนาะအိမ်မက်ယူပါယုံပေးတယ်အဲ့ဒါကဘာလဲဆိုရင် ူရဲ့သူရဲ့ညီကိုတွေနဲ့တော့ကောက်လန်းတွေစီးနေတဲ့ချိန်မှာအဲ့ဒီကောက်လန်းကပါလေရိုးတက်ရဲ့ကောက်လန်းကမတထလာပြီးတော့မှသူရဲ့ညီကိုတွေရဲ့ကောက်လန်းကဝိုင်းပြီးတော့မှသူရှစ်ခေါ်တယ်ဆိုတဲ့အိမ်မက်နောက်ထပ်အိမ်မက်တစ်ခုမက်သေးမက်မက်ပါသေးတယ်အဲ့ဒါပါလေဆိုရင်နေလာချေသူရှစ်ခေါ်တယ်ဆိုပြီးအိမ်မက်ဖြစ်ပါတယ်အဲ့ဒီအိမ်မက်ကိုမဲ့တဲ့ချိန်မှာနော်ဘုရားကသူ့ကိုအိမ်မက်ယူပိုင်ယူပေးတဲ့ချိန်မှာရိုးတက်နေနဲ့နားမလည်ခဲ့ဘူးနော်အဲ့တော့ သူ့အကူတွေကို तू ဘလောက်ထိစိတ်ကဗောနော်ရိုးသားဖြူစင်ကလေးဆိုတော့ဒီမှာကျမတို့เนาะအာတိတိမြင်ရတယ်ဗောနော်သူ့ကိုမနာလို့ဖြစ်နေပါလေဆိုမှငကိုကလေးကအဲ့လိုမျိုးအိမ်မက်ကိုသူကသွားပြောတယ်ဟာမတော့ဝင်မြတယ်ပိုးမသူเนาะအာဗာလေဒေါ်လာထပ်ပြီးတော့မှာဗောနော်ပိုးပြီးတော့မှသူ့ဗာလေစိတ်တူတာမနာလို့တာအဲ့တော့ဗာလေသူ့ကိုတိုင်းတစ်ပါးပြီးမှသွားရောင်းစားလိုက်တယ်เนาะတိုင်းတစ်ပါးပြီးမှသွားရောင်းစားခြင်းခံရတယ် အမိုင်အဲ့လိုရောင်းရင်းနဲ့ဖိုဒီပါဆိုတဲ့တော့တထေးအေးအဲ့ဒီမှာသူကဗောနော်အယောင်စားချစ်ခံရတဲ့ချိန်မှာသူလှုပ်လိမ့်တမအရာအလုံးကဗောနော်အောင်းမြင်းသေးနော်တထေးကလည်းအယံသဘောကျတယ်သူသူ့ကိုအယံယုံကြည်စိတ်ချရတယ်သူတူဖြစ်လာတယ်နော်ဘယ်အဲ့ဒီတခင်ရဲ့ဗာလဲအဲ့ဒီဖိုဒီပါရဲ့မျက်နှာတာပေးရတဲ့ခွန်းကိုလေသူကရရှိတယ်အဲ့ချိန်မှာအဲ့ဒီအချိန်တွေကိုကျမတို့တုံးသက်ကြည့်တဲ့အခါမှာနော်အဲ့ဒီ ရောတက်ကဘောနော်သူ့ရဲ့ဘဝကဘာလဲနင်းနင်းဘာလို့လဲသူ့ရဲ့ဘဝအချိန်တွေကနင်းနင်းဟန်လာပြီပေါ့လေနော်နင်းနင်းခံတာလာပြီပေါ့အဲ့လိုမျိုးကျမတို့ချင်းအာဒီမဲ့ချင်းနေရချင်မှာပဲပါလေ तू ကအထင်လွေးခံရချင်းချောင်းထောင်လေးမှာ तू ပြန်ချခံရဖြစ်ပါတယ်ဆက်ပြီးတော့အနှိမ့်ဆုံးအချိန်တွေတို့ပြန်အချိန်တွေဆိုးတော့ပြန်ရောက်သွားတာဖြစ်ပါတယ်နော်နင်းနင်းနော်ကောင်းလာပြီလို့မျောလင်းသားတာနော်ချင်းသားတာ ပြန်ကဒုံးဆိုမှဟိုအနေဆုံးလေးမှပြန်ကျသွားတာအချင်းဒီဆိုးလေးမှဒါမဲ့ तू ကပါလားဘုရားခင်ကိုကိုကိုွေတဲ့ရာ तू ရက်နာသွားသလားယော့သွားသလားဆို no never तू နားမလည်လဲပါလေဘာကြောင့်ငါဒီလိုဂျုံတွေရာ तू သူ့အနေလေးပေါ့နော်ထင်ကောင်းထင်မဲ့နော်စဉ်းစားကောင်းစဉ်းစားဘုရားကိုမင်းကွန်းထုံနဲ့ထုံမင်းတယ်နော်နော်ဒါမဲ့ तू ကပါလေလုံးဝဘုရားကိုကိုးစားခြင်းနေရာမှာဘုရားကိုချီးမွမ်းကိုကိုွေတဲ့နေရာမှာလုံးဝအောင်မလျှော့တော့ဘူးလက်မလျှော့တော့ဘူး तू ကပါလေ ဘာဘာဖြစ်လို့ငါဒီလိုမျိုးအခြေအနေဆိုးရွားတွေထိမှာပဲငါရောက်ရှိနေရတာလေတို့ဘယ်မင်းလဲပါလဲသူကစစ်စစ်မရှော့ဘယ်နဲ့အမရှော့ဘယ်နဲ့ဘောနော်ဆက်လက်ပြီးတော့ဘုရားထံသူတိုးဝင်ခဲ့တာဖြစ်ပါလေဘုရားကဆက်လက်ပြီးတော့သူဂိုးခွေခဲ့တယ်အောင်ကိုခဲ့တယ်ဘုရားနဲ့သူဆက်သွားတဲ့ချိန်မှာအဆုံးမှာမှဖြစ်သွားလေသူရဲ့ထောင်ထဲမှာအိမ်မက်ယူပါယုံတွေကိုသူအနက်အတိတ်ပဲဖွင့်နိုင်ပြီးတော့မှနောက်ဆုံးဒီဘရင် ရဲ့ဘောနော်ဖာဘယင်ရဲ့ဘောနော်ဒီအိမ်မက်ကိုလေတောင်မသူကအနှံ့တက်တွေဖွင့်ရတဲ့ခွန်ဘုရားကပေးပြီးတော့မှအဲ့ဒီဘယင်ကသူဖွင့်ပြတဲ့အရာကိုနော်အရန်သဘောကျသွားတယ်ယုံကြည်သွားတယ်တလောက်ထိဖြစ်သွားတယ်အဲအကြောင်းပါလေအရန်ဝမ်းတာလွန်းလို့ပါလေဒီရောသက်ကိုဒုရယာဘယင်ထိချီးမြှောက်သွားဖြစ်ပါလေဒီရကဘုရားတခင်ရဲ့အဂျင်စီတော်ထဲအဂျင်စီထားရှိထားတဲ့အာအဲဒီမှာစုံလင်း လာခြင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့သိမိရတယ်။နော်ဆိုတော့နောက်တော့ဘယ်လိုဖြစ်သွားသလဲဆိုသူရဲ့မိသားစုရဲ့ဦးနိချအယံကြပြီနော်ဝေးကွာရပြီဆိုတော့နော်မတွေ့ရတော့ဘူးဆိုတော့မိသားစုတွေနဲ့ပြန်လည်စုံစည်းရတဲ့အခွင့်ကိုဘုရားကပေးတာဖြစ်ပါတယ်။ဒါပြင်နော်အဲ့ဒီသူတို့ညီကို12ယောက်ကနေပေါ့နော်ဘုရားသခင်ကပါလေအေဒရီလာလူမျိုး12မျိုး ဆိုပြီးတော့မှပေါ့နော်ရွေးချယ်ရခြင်းခံရတဲ့မှာသူတို့12ယောက် 扒拉不扒拉，大家不要去看，就 <noise> 等，真是多贪湿，sorry，贪湿湿他的呀的，心里那不扒拉不弄。大家我们说的干的他妈难么哩？喏，难么哩？那青年哩，啊，青年哩，为什么都中招尼亚嘞？啊，干部为什么都乌看呀？不要我社区么的呀？不要我社阿哥的呀？不要我社哥哥的呀？死了比游击队差的呀？啊，土的比啊，收入钱的嘛，要许多的钱嘛，喏。 ဘုရားသခင်ငါ့ပေါ်မှာထားရှိထားတဲ့အကျင့်စီကမကြစီငါထိုင်းနဲ့တီလာတော့မေစုံငင်ချင်းအခွင့်ကိုရရှိလာတော့မေဆိုရရကိုကျမတို့နော်တီမဆွေလန်းပြီးတော့မှဘယ်လိုမျိုးအခြေအနေစုံနေမေဂျုံတွေ့ဂျုံတွေ့ဘယ်လိုမျိုးအခက်အခဲပြဿနာကိုတွေမဂျုံချင်တဲ့အရာတွေမကျွမဂျုံတွေ့ချင်တဲ့အရာတွေနော်အခက်အခဲပြဿနာတွေနဲ့ဂျုံလာဂျုံလာ never ever give up အားလုံးပြောရအောင် i will never ever give up ပြောရအောင် hallelujah ရှေးပြီးတော့မှဘုရားထံတိုးဝင်နေမယ်ဟာလေလုယာရှေးပြီးတော့မှဘုရားကိုဘုရားထံတိုးဝင်နေမယ်ပြောရအောင် come on ရှေးပြီးတော့ဘုရားကိုကူးခွေနေမယ်ဆလိပြီးတော့ဘုရားကိုချီးမွမ်းနေမယ်ဆလိပြီးတော့ဘုရားကင်းကိုယုံကြည်စိတ်ချနေမယ်ဟာလေလုယာဟာလေလုယာအဲ့လိုအသက်တာနဲ့ပေါ့နော်ကျွန်တော်တို့သက်တာတင်းမှာနော်ဆက်သွားမယ်ဆိုရင်ပေါ့နော်ဒီနေ့ တင်းနဲ့ကျွန်တော်အပြင်မကြခင်ပါတင်းနဲ့ကျွန်တော်ပုံမှာဘုရားတခင်ပြီးသားစီထားတဲ့အကျဉ်းစီတို့ဆုံလင်းခြင်းကိုဘုရားကပေးတော့မှာဖြစ်ပါလေ